အားလုံးပဲမင်္ဂလာပါဗမ်းမီရှယ်ရင်မှာပြန်လည်ကြိုကြပါရခင်ဗျာမိုးကောင်မောင်အကျန်းဖတ်တို့အသက်တွေသေးမျက်ရည်တွေဝေးစတဲ့အကြောင်းကိုပြောပြလာတဲ့ကိုထူးမောင်ရဲ့ဗီဒီယိုကိုပြန်လည်မျှဝေပေးလိုက်ပါခင်ဗျာဒီမျက်နှာအဆင်မပြေသေးတာဖြစ်တဲ့အတွက်နည်းနည်းလေးဝါးထားတာလေးရှိပါတယ်အဲ့ဒီအတွက်ကြည်ရတာအဆင်မပြေတာမျိုးလေးတွေဖြစ်ခဲ့ရင်လည်းခွင့်လွှတ်ပေးပါနားလည်ပေးပါလို့ကျွန်တော်ရဲ့ပြည်သက်ကြီးကိုပန်ကြားရင်မေတ္တာရက်ခံခြင်းပါတယ် ဲဆိုတော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုပြန်ဆက်ရမယ်ဆိုရင်တော့ဒီနေ့နိုဝင်ဘာ25ရက်နေ့ဆိုတာကမိုးကုတ်မြို့ကိုတိုက်ခိုက်ပြီးသိမ်းပိုက်ထားတဲ့လဝကြီးအုပ်ပြီးတော့နိုင်ငံပိုင်တင်ရန်စာတတွေကိုတူဖော်နေတဲ့ပလောင်အကြမ်းဖက်တွေစတင်ဆုတ်ခွာမယ်ဆိုတဲ့အန်ဒိတ်လည်းဖြစ်ပါတယ်နိုဝင်ဘာ20ရက်နေ့မှာဒီပလောင်အကြမ်းဖက်တွေရဲ့လုပ်ငန်းစဉ်အားလုံးရပ်တန့်ပြီးတဲ့နောက်နိုဝင်ဘာ25ရက်နေ့မှာစတင်ဆုတ်ခွာပေးရမှာဖြစ်ပါတယ်။အဲဒီနောက်ဒီနိုဝင်ဘာ30နေ့ဒီဇင်ဘာ1ရက်နေ့မှာတမတော်ဆက်ကြောင်းနေတဲ့နိုင်ငံဝန်ထမ်းတွေမုတ်ကုတ်မြို့ကိုပြန်လည်ဝင်ရောက်ပြီးတော့ဒီအုပ်ချုပ်ရေးရန်တွေက ်လေပတ်နိုင်ရေးအတွက်ဆောင်ရွက်တော့မှာဖြစ်ပါတယ်အဲ့ဒီအတွက်ဒီနေ့နိုဝင်ဘာ25ရက်နေ့မနက်ပိုင်းကစပြီးတော့မိုးကုတ်မြို့ထဲမှာရှိနေတဲ့နေရာတွေအားလုံးကတော့တိတ်ဆိတ်ခြောက်ခဲသွားပြီဖြစ်တယ်လို့မိုးကုတ်မှာလာရောက်ပြီးတော့ဒီကြောက်တိုးဝင်ရမယ်ထင်ထားတဲ့တောသားတွေအညာသားတွေ NUG ပြည်ပြည်အုပ်စုတွေရဲ့အတုံးချခံ PDF တွေအားလုံးကိုပလောင်တွေကတာဝန်ယူပြီးတော့မောင်းထုတ်နေတယ်ဆိုတဲ့သတင်းတွေလည်းကြားသိရပါတယ်။တမ်းတော်စစ်ကြောင်းတွေကလာမယ့်9ရက်နေ့ရင်ဒီမိုးကုတ်မြို့ကိုပြန်လည်ဝင်ရောက်တော့မှာဖြစ်ပြီး ပလောင်အကြံဖက်တွေကိုယ်တိုင်လမ်းဘေးဝဲရတဲ့ချောင်းမှာလုံချုံကြီးယူပြီးတော့စစ်ကြောင်းတွေဝင်ရောက်လာမှုကိုကြိုးစို့ပေးရမှာဖြစ်ပါတယ်။ဒီမြင်ကွင်းကအင်မတန်ရင်နာစရာကောင်းပါတယ်။ပလောင်အကြံဖက်သမားတွေရဲ့တေးရပါစိတ်တန်ရတခုရသွားမယ်လို့တော့ဆိုရမှာဖြစ်ပါတယ်။ဘာကြောင့်ပါလဲ တက်တုံညာနှစ်ခုဆစ်စင်ရဒုတိယပိုင်းအတွင်းမိုးကုတ်မှာရှိနေတဲ့ Twin Threat Brand များတွေ Twin Threat ကြောက်တွင်းနေအားလုံးကိုလဝကြီး OP 2ဖော်ခွင့်ရဖို့အတွက်မိုးကုတ်ကိုပလောင်နိုင်ငံတော်ထူထောင်မယ်ဆိုတဲ့စစ်ကူရင်မှုနဲ့တစ်ဖက်မှာ NUG ပြည်ပအုပ်စုတွေရဲ့အကြိုက်လိုက်ပြီးတော့အာဏာရှင်ပြုတ်ကျရေးခေါင်းစဉ်နဲ့စစ်ရေးတွေပေါ်ဆောင်ခဲ့ပါတယ်။တန်နေနေပါကြတဲ့အချိန်မှာတမန်တော်ရဲ့တမန်ထိုးစစ်တွေကြောင့်အလဲလဲအကွဲအကွဲနဲ့ရှုံးနေခဲ့ရပြီးတဲ့နောက်အခုဆိုရင်မိုးကုတ်မြို့ကြီးကိုနိုင်ငံတော်ရဲ့လက်ထက်တမန်တော်ရဲ့လက်ထက်ကိုဝါကွက်အပ်ရတော့မှာပါ။ မိုးကုတ်မြို့သိမ်းတိုက်ပွဲအတွင်းမှာလည်းပလောင်အကြမ်းဖက်တွေရော NUG ပြည်ပအုပ်စုတွေကိုမန္တလေး PDF အပါအဝင်မိုးကုတ်ပြူဟာကအဖွဲ့တွေလဲလဲကွဲကွဲနဲ့တည်ခဲ့ကြတာတွေရှိပါတယ်။တမတော်ကဒီစစ်ရဲအရာဝိုင်းဝန်းပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်ခံရတဲ့အတွက်ရှုံးနေမှုတွေရှိခဲ့တယ်။မိုးကုတ်မြို့ကိုလက်လွတ်ခဲ့ရတယ်ဆိုပေမဲ့လည်းမိုးကုတ်မြို့သိမ်းတိုက်ပွဲမှာပလောင်တွေရော NUG လက်အောက်ခံ PDF တွေကိုတိုက်ခတ်တိုက်စုံးမှုတွေရှိခဲ့ပါတယ်။ဒီလိုထိခိုက်တိုက်စုံးမှုတွေရှိခဲ့ပြီးတော့အသေးခံတိုက်ခိုက်ခဲ့ပေမဲ့အခုနိုင်ငံရေးအရာဖိအားပေးမှုတွေနိုင်ငံရေးဇပွဲဝိုင်းကနေ အကြံဖက်တွေနဲ့ဆွေးဆွန်ဆွေးနွေးပြီးတဲ့နောက်မှာတော့တန်နဲ့တစ်ချက်ဖောက်เสียရမလိုဘဲနဲ့တမတော်ကမိုးကုတ်မျိုးကိုပြန်လဲတင်ပိုက်တော့မှာဖြစ်ပါတယ်။အကြံဖက်တွေကတော့သူတို့တိတ်ခါဆဲတဲ့အနေနဲ့တရုတ်နိုင်ငံရဲ့ဖိအားကြောင့်မိုးကုတ်ကိုပြန်လဲလွှဲပြောင်းပေးအပ်ရတဲ့ပုံစံမျိုးပုံဖော်နေပေမဲ့တကယ်တမ်းကတော့တောင်ခမ်းနောင်ချူကြောင်မဲကနေတီဘောထိုးစစ်အတွင်အလဲလဲအကွဲအကွဲနဲ့ဆစ်ရှုံးသွားတဲ့အတွက်စိတ်ဒဏ်ရာရသွားတဲ့ပလောင်အကြီးပိုင်းတွေတာခူးလန်တာဟိုပလန်တာဖုံးကျော်တာအိုက်ပေါင်းတို့အုပ်စုက တမရရဲ့ထိုးစစ်ကိုကြောက်လန့်သွားကြတာဖြစ်ပါတယ်။ငယ်တိုင်းပုံစံမျိုးနဲ့ဖြစ်သွားပြီးတဲ့နောက်မိုးကုတ်မှာခံစစ်ပြင်းမယ်ဆိုရင်ပလောင်တွေအားလုံးမျိုးပြုတ်တော့မှာဖြစ်ပါတယ်။အတင်းအဓမ္မစစ်သားစုဆောင်ခံရတဲ့ပလောင်တွေရောပလောင်နိုင်ငံတော်ထူထောင်ခွင့်ရမယ်ဆိုပြီးစစ်ကူးရှင်ရင်နဲ့ပလောင်အကြက်ဖက်ဖြစ်လာတဲ့ပလောင်တွေကိုလက်ရှိပလောင်လက်နက်ကင်တပုံ DNA လေးကြောထောင်နောက်ခံပြုတ်ထားတဲ့ရွှေဖီမီမီဒီယာကသတင်းတောက်တွေအကုန်လုံးရောမြို့တုံးပြောက်ကွယ်မဲ့ပြတဲ့ကိုရောက်မဲ့တိုင်းရင်းသား135မြို့တွေကပထမဦးဆုံးစေဦးပေါ့မဲ့အဖွဲဖြစ်သွားမှာပါ။ သူတို့ရဲ့အခြေအနေကိုကောင်းကောင်းနားလည်တဲ့အတွက်တမ်ဘလော်နဲ့တွစ်ဆောင်စင်ကိုကြိမ်မြောက်ကိုမင်းဆွေနေဘွဲမှာအပြစ်ခတ်ရက်စဲပရစီဆိုပြီးတော့စတင်တောင်းဆိုခဲ့တာကလည်းဘိုင်းကျုပ်ကြဖြစ်ပါတယ်။ဘိုင်းကျုပ်ကြရဲ့သူ့ရဲ့အကျိုးစီးပွားတွေကိုကာကွယ်ရေးအတွက်မိုးကုတ်မြို့သိမ်းတိုက်ဘွဲမှာအသေးခံခဲ့တဲ့အတုံးချကန်ဖြစ်ခဲ့တဲ့ PDF တွေရဲ့မျက်နှာကိုမထောက်ဖဲနဲ့သူတို့အပြစ်ခတ်ရက်စဲခဲ့တယ်။အပြစ်ခတ်ရက်စဲခဲ့ပေမဲ့တစ်ဖက်မှာလည်းမိုးကုတ်မှာရသလောက်ကြောက်တူးသွားတာတွေရှိတယ်။ဆက်ကြီးကောက်80ရာခိုင်နှုန်းယူပြီးတော့မိုးကုတ်ကောက်ကွင်းကိုဆက်လက်မြေလှမ်းတာတွေရှိပေမဲ့ တမရော်ကပလောင်တွေရဲ့တည်ထေရုံမှုနဲ့ကောက်ကျင့်မှုတွေကိုကောင်းကောင်းနားလည်တဲ့အတွက်ပြီးခဲ့တဲ့နိုဝင်ဘာဒုတိယပတ်ထဲမှာပဲလာရှိုးမြို့မှာခေါ်ယူတွေ့ဆုံတရီပေးခဲ့ပြီးတဲ့နောက်မိုးကုံမှာကြောက်တူးခွင့်ရမယ်ထင်နေတဲ့ဒီနွင်းညံတောင်သားနထိုးကြီးမှာရှိနေတဲ့အညာသားတွေတောသားတွေမြိုင်ပေါက်ရောစောမှာရှိနေတဲ့တောသားတွေနဲ့သခိုင်းနဲ့အနောက်ချမ်းမှာရှိနေတဲ့အညာသားတွေအားလုံးကတော့မျောလင်းချက်တွေတဲတဲ့ရစ်တုံဖြစ်သွားပြီးတော့တောင်မြင်လွတ်တဲ့ခွေးလိုဖြစ်သွားပါတယ်။ဒါကြောင့်အခုမိုးကုံကနေပလောင်ကိုယ်တိုင်မောင်းထုတ်နေရပြီဖြစ်ပြီးတော့မုံမိတ်မှာသွားစုနေတဲ့ဆိုပေမဲ့ ပလောင်ကျမ်းဖက်တွေရဲ့အပြစ်ခတ်ရစဲရေးစာချုပ်မှာကမိုးကုတ်ရောမိုးမိတ်ရောလွှဲပြောင်းရမှာဖြစ်ပါတယ်။ဆိုတော့လက်ရှိမိုးကုတ်ကနေမိုးမိတ်ကိုတွားရောက်စုဖွဲ့နေတဲ့ဆိုပေမဲ့လည်းအချိန်တန်ရင်မိုးမိတ်မျိုးကနေလည်းဆွန့်ခွာပေးရမှာဖြစ်ပါတယ်။ဆိုတော့အခုဒီမိုးကုတ်မျိုးကိုပြန်လည်ဝင်ရောက်ရင်းနှစ်ဖက်ညှိနှိုင်းနေတာတွေကအဓိကဦးစားပေးဖြစ်နေပါတယ်။အဓိကဦးစားပေးဖြစ်နေတယ်လို့တက်မတော်စစ်ကြောင်းတွေကလည်းမိုးကုတ်မျိုးကိုပြန်လည်ဝင်ရောက်ရင်းအစဉ်သင့်ဖြစ်နေပြီလို့သိရပါတယ်။ဒီလိုအစင်းသင်းဖြစ်နေတဲ့တက်မလို့စစ်ကြောင်းကြီးတွေတက်မလို့ရင်းနှင်းကြီးတွေရန်နေအုပ်စုကြီးတွေနဲ့နိုင်ငံဝန်ထမ်းတွေပြန်လည်ဝင်ရောက်လာဖို့အတွက် မိုးကုတ်မြို့စုံမြို့ဖျားမှာခြုံခိုပြီးတော့နေနေကြတဲ့အဖွဲတွေတက်မော်စစ်ကြောင်းတွေကိုနှောက်ရက်ဖို့တဲ့ပြီးခဲ့တဲ့ရက်ကလက်လုံးမိုင်းတွေရွှေပြောင်းတဲ့ပောက်ကွဲသွားတဲ့အကြမ်းဖက်တွေမိုးကုတ်ပြည်ဝကအဖွဲတွေကိုလည်းပလောင်အကြမ်းဖက်တမောက်တွေကသတင်းဖုံးဖိတင်ပေမဲ့အဆင့်ဆင့်တင်ပြပေးလိုက်တာဖြစ်တဲ့အတွက်ပလောင်ခေါင်းကြီးပိုင်းတွေမိုင်းကျုပ်ကြားတာဖုံးကျော်တို့ခေါင်းကျင်းလျက်ရှိတယ်လို့သိရပါတယ်တမရရင်တန်းတွေတမရစစ်ကြောင်းတွေနိုင်ငံဝန်ထမ်းတွေပြန်လဲဝင်ရောက်လာတဲ့အချိန်တနက်တစ်ချက် ဖောက်တာပဲဖြစ်ဖြစ်စုတချောင်းချစ်မိတာပဲဖြစ်ဖြစ်သွေးထွက်တန်ယုံမှုဖြစ်တယ်ဆိုရင်တော့နမ်ဆန်နမ်တုန်နဲ့မန်တုန်ကိုပြချခံရမှာဖြစ်ပါတယ်။ဒါအပြင်နိုင်ငံဘက်မှာရှိနေတဲ့တာဖုံးကျော်တာအိုက်ပွန်တာခူးလန်မိုင်းကျောက်ကြားတို့ရဲ့အကျိုးစီးပွားတွေနဲ့တရုတ်ပြည်ထဲမှာရှိနေတဲ့တရုတ်ပြည်ဘက်ကိုကူးဖို့ချောင်းနေတဲ့နေဆက်မှာရှိနေတဲ့အကြမ်းဖက်တွေပလောင်ဆက်သွေးကြွတွေပလောင်အစွမ်းရောက်တွေအားလုံးမြေလန်ခံရမှာဖြစ်တဲ့အတွက်တမတော်ရင်းနှင်းတွေရဲ့လုံခြုံရေးကိုပလောင်နေတာဝန်ယူပေးရမှာဖြစ်ပါတယ်။ ဒီလိုတာဝန်ယူပေးရမှာရဲ့နောက်ဆက်တွဲကတော့ PDF တွေကိုမောင်းထုတ်နေတဲ့အတွက်မိုးကုတ်မျိုးကနေမျက်ရည်တစားစားနဲ့ရှိုက်တန်လေးတွေညှိပြီးတော့မိုးကုတ်ကနေဆွန့်ခွာနေကြရပြီဖြစ်ပါတယ်။မိုးကုတ်တင်မကကြောက်ကြက်ပြင်မှာရှိနေတဲ့ PDF တွေလည်းဆွန့်ခွာနေရတယ်ဆိုတဲ့သတင်းတွေကြားသိရပါတယ်။မိုးကုတ်ကြက်ပြင်ဆိုတာကပကံညောင်ဦးပုံစံမျိုးဆက်ဆက်နေတဲ့နေရာတစ်ခုဖြစ်ပါတယ်။ဝါပြူတော်ပေါ်တော်လမ်းဆောင်ကနေတက်လာမယ်ဆိုလို့ရှိရင်ကြောက်လဲပင်အုံတန်းအဲ့ဒီကနေကင်းရွာ ကြက်ပြင်မိုးကုတ်ကိုရောက်ရှိမှာဖြစ်ပါတယ်။ဆိုတော့ဒီဝါပြူတောင်ဖော်တော်လမ်းစုံမှာလည်းဓမ္မတော်ဆက်ကြောင်းတွေကပိတ်ဆို့ထားတာဖြစ်တဲ့အတွက်ကင်းရွာအနီးကင်းရွာတရာအနီးမှာစကန်ချထားတဲ့နေရာတွေခလာရ148မှာစကန်ချထားတဲ့ PDF တွေအလုံးနဲ့စုပ်ခွာပေးနေရတယ်ဆိုတဲ့သတင်းတချို့လည်းကြားသိရပါတယ်။ဒါပေမဲ့အကျန်းဖက်တွေကတော့အယက်သားအနေနဲ့ပဲပုံစံပြောင်းပြီးတော့တတိရုပ်ဖို့ချောင်းနေတာတွေလည်းရှိတယ်ဆိုတဲ့သတင်းတွေလည်းကြားသိရသေးတဲ့အတွက်မိုးကုတ်မြို့ကိုတက်မလို့ကပြန်လဲထိန်းချုပ်ပြီးလုံခြုံရေးကိစ္စတွေကိုတော့တော်တော်လေးထင်းထင်းသိမ်းသိမ်းဖြစ်ဖြစ်စီစီနဲ့တောင်းရသွားရဖို့ရှိပါတယ် ဒါပေမဲ့ဒီလိုအခင်းချင်းမှာပဲပလောင်လက်နက်ကင်သဘောင် DNL ရဲ့ခွေးမောင်းသလိုမောင်းထုတ်မှုကိုခံနေရတဲ့မြင်းညံ Black Tiger ကမိုက်ခဲတို့ကလည်းဟန်ရေးတပြားပြားနဲ့ပဲဟန်ကိုဖို့အနေနဲ့တနက်လေးတွေဖောက်ပြဗီဒီယိုဖိုင်လေးတွေပြစ်ပြပြီးတော့မိုးကုတ်မြို့ကိုစူပေါင်းကာကွယ်မယ်ဆိုပြီးတော့ခွက်ခေါက်ထားခဲ့တဲ့ဒေါ်လာ၈၀၀၀ပလုံသွားပြီဖြစ်ပါတယ်။ NUGPB အုပ်စုတွေကနေတဆင့်သူတို့ရဲ့ franchise တွေသူတို့ရဲ့ထောက်ပို့တွေကနေတဆင့်မိုးကုတ်မှာသွားပြီးတော့ခုခံကာကွယ်ကြမယ်ဆိုတဲ့ခေါင်းစဉ်နဲ့ မိုးကုတ်ကာကွယ်ရေးဆိုတဲ့ခေါင်းစဉ်တက်ပြီးတော့အလူငွေတွေကောက်ခဲ့ကြတယ်ခွက်တွေကောက်ခဲ့ကြတယ်ဆိုပေမဲ့အခုဒေါ်လာ7000ကတော့ပလုံသွားပြီဖြစ်ပါတယ်ဒီလိုဒေါ်လာ7000ကိုဘယ်သူတွေရသွားသလဲမိုးကုတ်ပြဟာကရသွားသလားမြင်းညံ black tiger က percentage ဘယ်လောက်ရသွားသလဲပလုံလက်နက်ကန်တဘုံ TNL ကဘယ်လောက် percentage ဖြတ်ထားသလဲဆိုတာတွေကတော့သူတို့ပဲကောင်းကောင်းသိပါလိမ့်မယ်လက်ရှိ franchise တွေကနေရထားတဲ့ထောက်ပို့တွေကနေရထားတဲ့အလူငွေဒေါ်လာ8000ကတော့လက်ရှိချိန်မှာမိုးကုတ်မြို့သိမ်းတိုက်ပွဲအကြောင်းပြထားပေမဲ့အကုန်လုံးကတော့အိတ်ကတ်ထဲထည့်ပြီးတော့ မတိကျိုးချုံပြုတ်နေကြပြီဖြစ်ပါတယ်။လန်ရေးကိုအကြောင်းပြခွက်ခေါက်လိုက်အလူခံလိုက်လုပ်နေတဲ့အဖွဲ့တွေကပြီးလို့ရှိရင် project တွေကိုမျိုးစုံပြပြီးတဲ့နောက်မှာတော့မတိကျိုးချုံပြုတ်ပြီးတော့ပဲနိုင်ငံမှာရှိနေတဲ့နိုင်ငံရေးရေးချင်းနှိမ်ပါတဲ့နိုင်ငံရေးအစင်တန်းနှိမ်ပါတဲ့သူတွေရဲ့အလွန်ငွေတွေကိုပဲမင်းရီရှက်ရီစားတောက်ပြီးတော့နောက်ွယ်မှာလောင်ပြောင်နေရင်းနဲ့ပဲသူတို့ရဲ့အကျိုးစီးပွားတွေအတွက်သုံးဖြုံနေကြဆဲပဲဖြစ်ပါတယ်။ဆိုတော့ဇလိုရင်းကိုပြန်ဆက်ရရင်တော့ဒီနေ့နိုဝင်ဘာ25ရက်နေ့ဆိုတာကမိုးကုတ်မြို့ထဲမှာရှိနေတဲ့ပလောင်တွေရော အကြမ်းဖက်တွေနဲ့ပတ်သက်တဲ့ခွေရောကလေးရောအာလုံးဆုံးခွာရမယ်နောက်ဆုံးမန်တိတ်ဖြစ်ပါတယ်ဒါကြောင့်ဒီနေ့စုံစမ်းရရှိတဲ့သတင်းတွေကိုပြန်ကြည့်ရင်လည်းမိုးကုတ်မြို့ထဲမှာပလောင်တွေအာလုံးထွက်ခွာသွားတယ်ဆိုတဲ့သတင်းတွေကြားသိရပြီးတော့ပလောင်တွေနဲ့အတူတနှစ်ကျော်အတူတကွရှင်တွဲနေထိုင်ခဲ့ကြတယ်အကြမ်းဖက်တွေအကြမ်းဖက်ထောက်ပို့တွေအကြမ်းဖက်အာပေးတွေအာလုံးဆုံးခွာနေကြပြီဖြစ်ပါတယ်ဒါပေမဲ့မုကုတ်မျိုးကြီးအလောင်း6ကပ်သွားသလားမေးရင်တော့မုကုတ်မျိုးကြီးအလောင်းကအသက်မဲ့တယ်လို့6ကပ်သွားတာမဟုတ်ဘူးဖြစ်ပါတယ် ဘာကြောင့်လဲဆိုရင်ဒီဒေတာကန်ပြည်သူစစ်စစ်တွေမိုးကုတ်မြို့ရဲ့အရှိပတ်မှာရှိနေတဲ့ဂေါ်ရခါရွာတွေမိုးကုတ်မြို့ရဲ့မြောက်ဘက်မှာရှိနေတဲ့ဒေတာကန်ရှမ်းရွာတွေကတော့ပုံမှန်တိုင်းပဲတည်ရှိနေကြပါတယ်။အကြမ်းဖက်တွေနဲ့ဖလဲတကင်းနေခဲ့တဲ့အကြမ်းဖက်တွေနဲ့အကျိုးစီးပွားရှိခဲ့တဲ့သူတွေအားလုံးကသာကြောက်လန့်ပြီးတော့ဆုတ်ခွာထွက်ပြေးနေကြတာဖြစ်ပါတယ်။အကြမ်းဖက်တွေနဲ့အတူရှင်တွဲနေထိုင်ခဲ့ပြီးတမတော်ကပြန်လဲထိန်းချုပ်မယ်ဆိုတဲ့အခြေအနေရဲ့နောက်ဆက်တွဲဆုတ်ခွာနေတဲ့သူတွေအားလုံးကြည့်လိုက်ရင်တမတော်ကထိန်းချုပ်ထားတဲ့ကြောက်မဲ တမန်တော်ကပြန်လဲထင်းချုပ်ထားတဲ့နောင်ချိုပြင်ဦးလင်နဲ့မန္တလေးမထရာဒေသတွေအထိလာရောက်ခိုးလုံနေကြတာရှိပါတယ်။အတချို့သောပြစ်မှုတွေကျူးလွန်ထားတဲ့သူတွေပလောင်လက်နက်ကင်တဲ့ပုံ DNL ကိုအလုတ်ကျေးပြုတ်ကျွန်းတဖွဲနေခဲ့ကြတဲ့အညီကြီးလောက်ကန် PDF တွေကတော့မိုးကုတ်မုံမိတ်ကနေတပိတ်ချင်းလမ်းမိုင်းကိုဆင်းပြီးတဲ့နောက်အတွင်းငယ်ကနေရွှေဘိုဝက်လက်ကိုဆွန့်ခွာသွားကြတယ်ဆိုတဲ့သတင်းတွေလည်းကြားသိရပါတယ်။ဆိုတော့တမန်တော်ကမိုးကုတ်ကိုထင်းချုပ်ပြီးရင်တော့တွင်းငယ်တပိတ်ချင်းလမ်းမိုင်းကိုထင်းချုပ်ဖို့လိုပါတယ်။ဒါအပြင် ွင်းငယ်တကောင်လမ်းပိုင်းကိုလည်းထင်းချုပ်ဖို့လိုပါတယ်။ဒီလမ်းကြောင်းတွေကိုသာဖြတ်တောက်နိုင်မယ်ဆိုရင် AR မြစ်ကြောင်းတစ်လျှောက်မှာရှိနေတဲ့အကြံဖက်သမားတွေရဲ့ကိုလူဆက်သွယ်ရ LOC လမ်းကြောင်းတရားမဝင်တံပန်တွေနဲ့သွာလာနေကြတဲ့ LOC လမ်းကြောင်းကိုဖြတ်တောက်ထားနိုင်မှာဖြစ်ပါတယ်။မိုးကုတ်နဲ့မိုးမိတ်ကိုသာထင်းချုပ်နိုင်ခဲ့မယ်ဆိုရင်တော့အကြံဖက်သမားတွေအတွက်ရှမ်းပြည်နယ်မြောက်ပိုင်းဝန်ပေါင်းအားလုံးပိတ်ဆို့သွားမှာဖြစ်ပါတယ်။ဒါကြောင့်မလို့လေကချင်လန်းနဲ့ကင်တပုံ KNA ကသူ့ရဲ့ထိန်းချုပ်ထားတာဖြစ်တဲ့မဘိန်းနဲ့နန်းဖက်ကာရဲ့ဝင်ပေါက်တစ်ခုဖြစ်လာနိုင်တဲ့မိုးမိတ်ကို အန်ယူဂျီပြည်ပြည်အုပ်စုတွေရဲ့အသုံးချခံ PDF တွေကိုလက်နက်တက်ဆင်အသုံးချပြီးတော့မိုးမိတ်မှာစူပေါင်းကာကွယ်မယ်ဆိုတဲ့လေတံပြက်လာတာဖြစ်ပါတယ်။ဒါကြောင့်မလို့မိုးကုတ်မှာတော့ဘလောင်လက်နက်ကင်တဘုံ DNA တွေကအကြမ်းဖက်တွေကိုမောင်းထုတ်လိုက်တယ်ဆိုပေမဲ့မိုးမိတ်မှာတော့အကြမ်းဖက်တွေအမိုက် ပုံတယ်လို့ပုံနေသေးပဲဖြစ်ပါတယ်။ဒါကြောင့်မိုးကုတ်ကိုတမ်မတော်ကပြန်လည်ဝင်ရောက်ပြီးတဲ့နောက်မိုးမိတ်မျိုးပြန်လည်လွတ်ပြောင်းရေးကဘလိုတွေဆက်ရှိမလဲ။တိုက်ပွဲတွေပြင်းထန်ပြီးတော့ကချင်လက်နက်ကန်တဘုံ KIA ရဲ့ဌာနချုပ်လိုင်ဇာမိုင်ကြားရန်လက်ကြားရန်ဒေတာတွေကိုပဲစီရေးအရာဖိအားပေးပြီးတော့ဆုတ်ခွာစေမလား။ ဒါမှမဟုတ်ရင်ပလောင်လက်နက်ကင်တပုံ DNL ကိုရန်အပြစ်ခတ်ရစဲရေးစာချုပ်ပါဂရိကဝတ်အတိုင်းမိုးကုတ်မြို့အပါဝင်မိုးမိတ်မြို့ကိုလည်းအတိအကျအကြဆုံးမရှိအောင်အဖိတ်အစင်နဲ့ပြစ်ခတ်တိုက်ခိုက်မှုမရှိအောင်တာဝန်ယူပြီးတော့ဆောင်ရွက်ပေးရမလားဆိုတာကိုတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်သွားရအောင်ပါပဲဖြစ်ပါတယ် ဝမ်မာ25ရင်းနေမိုးကုတ်မြို့ကြီးတန့်သွားပြီဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးပလောင်ကလေးရောပလောင်ခွေရော UNG PP အုပ်စုတွေရဲ့အသုံးချကန် PDF တွေရောအားလုံးရှင်းလင်းပြီးတော့တန့်သွားပြီဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အပြစ်မဲ့အယက်သားအပြစ်မဲ့ဒေတာကန်အနေနဲ့နေခဲ့ကြတဲ့ဂေါ်ရခါတွေရှန်တိုင်ရန်သားတွေအားလုံးကတော့သူတို့ရဲ့ရွာတွေသူတို့ရဲ့ရက်ွက်တွေမှာပဲဆက်လက်ဝင်ရောက်နေထိုင်နေကြဆဲဖြစ်တယ်ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ နောက်လာမယ့်အစီအစဉ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်ပါပဲဖြစ်ပါတယ်။နောက်ဆုံးရစီရီသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော် channel လေးကို subscribe လုပ်ထားပြီးတောင်းဆိုပါရစေခင်ဗျာ။